။ကောင်းမလေးတွေခါသေးခြင်းနဲ့ဆိုပြီးတော့ဒီလိုလေးကျင့်ငန်းလေးတွေလုပ်နေကြသေးလား။စနိုးလဲအရင်အားလေးလာနဲ့ချီပြီးတော့လှုပ်ဖူးတယ်။ဒါလေးကဒီဘက်ဘေးလေးထိရဲဆိုပြီးတော့ကိုယ့်ရဲ့ပိုက်ဘေးလေးခါဘေးလေးချက်သွားအောင်လို့သေးသွားအောင်လို့ဆိုပြီးတော့ဒါလေးကိုစော့နေတယ်ဆိုလို့ရှိရင် လုံးဝလုံးဝရက်လိုက်ပါလုံးဝမဆော့ပါနဲ့။ဘာဖြစ်လို့လဲဆိုတာကိုရှင်းပြပေးမယ်။ယောက်ျားလေးတွေဆော့ရဲဆိုလို့ရှိရင်သူကဖေးနာလေးမှလေမဆယ်လေးကတက်လာတယ်။တက်လာပြီးတော့သူကအမြောင်းလေးတွေဖြစ်လာပေါ့နော်။အမြောင်းလေးဖြစ်လာတော့သူတို့ဘောင်းမီလေးကိုရှော်လိုက်လို့ရှိရင်ဆက်စီလိုင်းလေးနဲ့အယမ်းလာတာ။ဒါပေမဲ့မိန်းကလေးတွေဆော့ရဲဆိုလို့ရှိရင်သူကခါးပေးကကျတော့မဆယ်တက်လာတာပေါ့နော်။ဆလုံးလားနဲ့ချီပြီးတော့ဆော့ဘူးတဲ့ဆမ်းဘူးတဲ့မယုံလို့အဲ့ဒါကိုဆမ်းဘူးတဲ့ခါးပေးနာနေပြီးတော့သူကမဆယ်ထုလေးကတက်လာတော့ကျတော့ခါးက စိုက်ကတဖြည်းဖြည်းကြီးလာတယ်ခါတုတ်တလို့ဖြစ်လာတယ်သူ့အပိတ်ကလေးဝဲလိုက်လို့ရှင်ခါရကြီးပြီးတုတ်နေတယ်လို့ဖြစ်လာတယ်ကျွန်တော်ရဲ့ခါကလည်းငကိုကဒီအယိုးကလည်းအရင်သိမ့်ပြီးမသေးဘူးလေအဲ့တော့ exercise ကိုလုံးဝလုံးဝဖြတ်ချလိုက်တယ်ဖြတ်ချလိုက်ပြီးတော့ခဏနေစနိုးလုတ်ပြပေးမယ် exercise လေးတွေပဲစနိုးဆော့တယ်အဲ့တော့အခုစနိုးရဲ့ bike လေးကတော်တော်လေးအဆင်ပြေလာပြီခါးပေးလေးရော bike ရှိလေးရောတော်တော်လေးအဆင်ပြေလာပြီဆိုတော့လုံနီးလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ကြည့်ရအောင် ။ကဲတော့ဘိုက်ကကြတော့ခါသေးကျင်နေဆိုတဲ့သူတွေက200ရှိရပေါ့နော်။ချက်ရဲ့ဘေးဒီဘေးအမြောင်းလေးတွေစော့တာလေးဟာတခုရှိတယ်။ပြီးရင်ဒီခါရဲ့ဘေးပေါ့နော်။ဒီဘေးလေးကိုစော့တာရှိတယ်။ဒီဘေးလေးကိုကြတော့တုံတန်ဝသိမစော့ကြဘူး။ဘာဖြစ်လို့လဲဆိုတော့ခက်လဲခက်တယ်။ပင်လဲပင်မန်းနေပေါ့နော်တိတ်မစောကြဘူးစနိုးအခုကနှစ်ခုလုံးကိုပြပေးမယ်နော်သူက exercise တွေလည်းအရင်များသွားဖို့မလိုဘူးကိုကထိထိရရောက်ကလေးနဲ့တစ်ခုနှစ်ခုလောက်လေးကိုပုံမှန်လေးဆော့ပေးဖို့လိုတာပေါ့နော်ဓမ္မအောင်ဆုံးကကြတော့ဒီချက်ရဲ့ဘေး ီဘေးเนาะ11 line လို့ခေါ်တယ်အဲ့ဘေးလေးကိုစော်နီလေးနှစ်နီးပြပေးမယ်။သူကတော့လုံးနေကြဟာလေးတွေပဲဒူးလေးထောင်ထားမယ်ခါလေးကုန်းမျိုးအနောက်ကိုလှန်ထားမယ်လက်ထဲမှာအလေးလေးကင်လို့ရတယ်လက်နှစ်ဖက်ကိုရှက်ပြီးတော့လှည့်ထုတ်လို့ရတယ်ဒါမျိုးလေးเนาะသူကကြတော့6ရောက်ကလေးတွေညိန်ထားမယ်ခဏကိုအပေါ်ပိုင်းလေးကိုလက်ကလည်းလွှဲမယ်ခဏကိုလေးကလည်းလွှဲထုတ်မယ်ဒါမျိုးလေးเนาะဒါလေးကိုကိုကတိုင်မာပေးပြီးတော့10မိနစ်ကို2ခေါက်လေးတွားပေးပါ ။ဒါလေးပြီးသွားပြီဆိုရင်နောက်တစ်ခုကဒီ11 line အတွက်ပဲနော်။ bicycle twist လေးသွားမယ်။ခေါင်းနောက်မှလက်ထားမယ်။အပေါ်ပိုင်းလေးညှောက်မယ်။ chalk လေးစံထုတ်မယ်။ဒုတစ်ဖက်ကိုကွေးမယ်။သူကညာဆိုဘယ်နဲ့ထိမယ်။ပဲဆိုရင်ညာနဲ့ထိမယ်ဒါမျိုးလေးနော်ဒါလေးကိုကိုကလုံနိုင်တယ်ဆိုလို့ရှိရင်10မိနစ်နှစ်ခေါက်လေးသွားပေးဒါကြတော့အရင်ခတ်တယ်ဆိုလို့ရှိရင်ဒူးလေးထောင်လိုက်မယ်ပလက်လေးလှမ်းမယ်တစ်ဖက်ချင်းစီသွားလို့ရတယ်ညနေချမယ်နောက်တစ်ဖက်သွားလို့ရတယ် ဒါမျိုးလေးသွားပေးမယ်နော်အားလေးကကြတော့11 line လေးအတွက်ပြီးရင်ဒီ car bay ပေါ့နော်အဲ့ car bay လေးကိုစောချင်တယ်ဆိုလို့ရှိရင်အလွယ်ဆုံးကတော့ site plan လေးသွားတဲ့ဟာလေးသူက6ကိုဒီလိုထပ်ထားတယ်ဆိုလို့ရှိရင်နည်းနည်းလေးခတ်တာပေါ့နော်6ကိုမထပ်ဘဲနဲ့ရှင်းနောက်လေးထားလို့ရှင်းတော့ပိုလွယ်တယ်ရှင်းနောက်ကလေးကိုရှင်းနောက်လေးထားမယ်ဓူးလေးတွေစက်မယ်ဒီတင်မောက်ပင့်ထုတ်လိုက်မယ်ပခုံးအောင်တက်တက်လေးမှတထောင်လေးထားမယ်လက်လေးတွေစမ်းထုတ် ဒီဘေးလေးတွေကိုကိုယ့်ရဲ့ body weight ကိုပဲသုံးပြီးတောင့်ထားပေးမယ်နော်ဒီတောင့်ထားတာလေးကိုကိုကအရန်ရသွားပြီးအဆင်ပြေသွားပြီဆိုရင်ဒါလေးကိုဖိချလိုက်မယ် push လုပ်မယ်ဖိချလိုက်မယ် push လုပ်မယ်ဒီနေရာလေးနော်ဖိချမယ် push လုပ်မယ်ဒါလေးကိုကိုအများကြီးလုံးနိုင်အောင်မဟုတ်ဘူး hold လို့ရှိရင်လည်း10စက္ကန့်နေစက္ကန့်20လေးပဲ hold ပေးမယ်ပြီးရင် movement လေး up and down လေးလုပ်တယ်ဆိုလို့ရှိရင်လည်း10ကောက်ကနေ15ကောက်လေးလှုပ်ပေးလို့ရတယ်နောက်တစ်ချက်လေးပြပေးမယ်နောက်တစ်ချက်လေးဆိုရင် ်တတောင်လေးကိုထောက်လိုက်ပခုံးအောင်တက်တက်လေးမှထောက်လိုက်ခြောက်လေးကိုအပေါ်အောက်ကလေးလိုမျိုးလေးထားထားမယ်နော်အဲလေးကိုဆမ်းမယ်ခါလေးကိုမြှောင်မယ်ဒီတိုင်းလေးဟိုးထားမယ်ဒါလေးကိုနိုင်သွားပြီဆိုရင်ချမယ် push ချမယ် push ဒါလေးကို10ခေါက်ကနေ15ခေါက်နှစ်ချက်လုပ်ပေးလို့ရပါတယ်ကဲအဲ့တော့ခါသေးခြင်းနဲ့ဆိုရဲသူလေးတွေအတွက်ကိုခုနပြတဲ့ exercise လေးတွေလိုက်လုပ်လို့ရပါတယ်နောက်ဗီဒီယိုလေးမှာဆုံမယ်တတား